ဝိုက်တန်နှစ်ခုစလုံးရဲ့ချန်ပီယံကပတ်တီကိုစိန်ခေါ်ခွင့်ရရှိခဲ့ပြီးမြေဒေတာဝိုက်တန်ချန်ပီယံကပတ်ကိုရရင်ပြတ်သားစွာဆွန့်လုခဲ့တဲ့ထိုပူရီယာပြည်သူများလုံးမဲမင်္ဂလာပါမြောက်လူလန်ကင်းကတင်ဆက်နေပါတယ် USC Featherweight ရဲ့ချန်ပီယံဟောင်းကြီးတိုပိုရီယာကလိုက်ဝိတ်တန်းကိုတယောက်ရှင်ပြိုင်မှုအတွက်သူရရှိထားတဲ့ Featherweight ချန်ပီယံကပတ်ကိုလည်းလွတ်လိုက်တာက UFC ဘက်ကအတင်းကျပ်တောင်းဆိုတာမျိုးကြောင့်မဟုတ်ဖိနေတိုပိုရီယာရဲ့ကိုပိုင်ဆုံးဖြတ်ချက်တိုပိုရီယာရဲ့လွတ်လပ်သောသဘောဆန္ဒအရာဖြစ်ကြောင်း UFC ရဲ့ CEO Dana White ကရှင်းပြပြောဆိုလာခဲ့ပါတယ်တကယ်လို့သူလုံးနိုင်မယ်ဆိုရင်လုပ်လို့ရတဲ့နေသားမှာရှိပါတယ် ချန်ပီယံကမ်းနှစ်ခုစလုံးအတွက်သူ့ဘက်ကနေတိုက်ပွဲဝင်သွားခြင်းနဲ့ဆိုရင်လည်းအဲ့အတွက်ကျွန်တော်တို့ဘက်ကကန့်ကွက်သွားဖို့မရှိပါဘူး။ဒါပေမဲ့ဒီလိုဝိတ်တန်းနှစ်ခုလုံးမှာပေါင်းရှင်မြိုင်နာမျိုးကဝိတ်တင်ဝိတ်ချလုပ်ရတာကြောင့်အလုပ်တော်နေနဲ့ရှုပ်ပါလိမ့်မယ်။ဒါမျိုးဝိတ်တင်ဝိတ်ချလုပ်ရတာရင်းနဲ့ပတ်သက်ပြီးတော့ဒပူရီယာကညင်းငွေတယ်။သူမလုပ်ချင်ပါဘူး။အဲဒါကြောင့်လိုက်ဝိတ်တန်တခုထဲမှာပဲအာယုံဆိုင်ပြီးတော့ရှင်မြန်သွားတော့မယ်လို့သူဘက်ကအဆုံးဖြတ်လိုက်ပါတယ်။အဲဒီနောက်မှာတော့ Feather Weight Champion ကဘက်ကိုသူပြန်အပ်လိုက်တယ်လို့ Dana White ကအကြောင်းရင်းကိုရှင်းပြပြောဆိုလာခဲ့ပါတယ်။ WBA ရဲ့စိတ်ဓာတ်ကတော့လေးစားစရာပါ။ကိုယ်နဲ့မတင်တော်နိုင်တော်ဘူးလို့ယူဆတဲ့အရာတွေကိုလွတ်ချရတဲ့တတိရှိပါတယ်။ အစားကောင်နေပြန်ဆောက်ရရင်လည်းအစုံကြီးရောက်အောင်သွားဖို့ပြပြသားသားဆုံးဖြတ်ထားရပါလိမ့်မယ်။ဒီလိုစိန်မျိုးတွေကတော့ဒိုဘရီယာအနေနဲ့ lightweight တန်းမှာလည်းအောင်မြင်မှုတွေရယူနိုင်ပေဆိုတာအသေးချပဲဖြစ်ပါလိမ့်မယ်။တကူတော့ရှိပါလိမ့်မယ်။ lightweight တန်းက fighter တွေက featherweight တန်းထက်ပိုပြီးကျန်တန်းကြတာကြောင့်ဒိုဘရီယာအနေနဲ့ဒီထက်ပိုပြီးပြင်ဆင်လေးချင်းမှုတွေပြလုပ်နိုင်ဖို့လိုအပ်ပါလိမ့်မယ်။အစုံကြီးလိုက်ပါကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးတင်ပါတယ်ညာ။